Hello guys, welcome back. မဆူဒီဗီဒီယိုလေးမှာပြုလုပ်ပေးမယ့် reading လေးကတော့အခုမြန်မာနိုင်ငံမှာနေနေတဲ့ပြည်သူတွေပေါ့เนาะအသက်ကြီးငယ်မရွေးကြားမမရွေး2026ခုနှစ်မှာဘာတွေဆက်ဖြစ်မလဲဘာတွေပြင်ဆင်ချရမလဲဆိုတာကိုမဆူကကက်လေးတွေနဲ့အပြေရှားကြည့်ပေးမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ let's get started. ယုံစောမဆူဟွာပြင်မယ်ပေါ့เนาะဟဲပြင်ပါမယ်။ နောက်တစ်ခါမဆူတဲတော့ reading လောက်လို့ရှိရင်တီတနတ်လေးပဲပြောတော့မယ်နော်။ကြောင်ချွတ်ချော်တွေမလုပ်တော့ဘူး။ငကိုရဲ one နည်းနည်းကြက်မပြည့်ဘူးဆိုတော့တစ်ခါကြတဲ့ကြောင်ချွတ်ချော်လုံးမိသွားတယ်ကွာ။အဲ့ဒီတော့ I'm so sorry about that. Okay. also gonna like shuffle this kali let it all hang in 2026ထဲမှာဘာတွေတည်ဖို့လို့လဲဘာတွေကြိုတင်ပြင်ဆင်ထားမလဲเนาะအဲ့ဒါကိုမစူ၃ကတ်စီဆွဲမယ်တခြားအသေးစိတ်တွေတော့မစူမမေးတော့ဘူးပေါ့เนาะကတ်ကပြောချင်တဲ့အရာကိုပဲမစူက intuition လေးသုံးပြီးတော့မှဖတ်ပြင်မယ်ပေါ့เนาะပြီးတော့၃ကတ်ဆွဲပါမယ် အဲ့တော့မစု clarify ထပ်လုပ်မယ်ဆိုတော့ထပ်ပြီးတော့မှဒီဟာလေးကိုသုံးပါမယ်တီဘူလိုလေဘာရီတီဘူလိုလေကွယ်ဘာရီစပ်ပြလာနိုင်လဲ page of soft အတက်ရောပြောင်းမြန်အောင်ကြာနေဆိုလိုတာလူငယ်တွေအတွက်ပေါ့ night of pentacles eight of wands and the judgment in reverse အရတီဘို့လို့လဲဆိုတော့လူငယ်ရဲ့အနေနဲ့က stack ဖြစ်နေတာမျိုးရှိမယ်ငွေရေးကြေးမပြေလဲတာသိရမလားဟိုလှုပ်ချင်းတိုင်ခြင်းစိတ်ကတော့ရှိပါတယ်ငွေရေးကြေးမပြေနိုင် လဲတဲ့အတွက်ကြောင့်မလို့ stack ဖြစ်နေတာမျိုးရှိရယ်။ဒါပေမဲ့သူတို့အတွက်ကအခွင့်အလမ်းတွေဒီထပ်ပို့ပြီးတော့မှတိုးပွားလာဖို့ရှိရယ်။အခွင့်အလမ်းတွေပေါ်လာဖို့တော့ရှိရယ်။နောက်တစ်ခုကကြတော့အမ်နောက်ကျောင်းဒါနဲ့ထိုးခံရတဲ့ကိစ္စတွေပါတယ်လေသတိချဖို့လိုတယ်အဲ့ဒီဟာကြောင့်မလို့ဘိုးလိုမျိုးကြီးအရန်ကြီးကိုမဆိုးဆိုးရွရွပြည့်စည်သွားတာမျိုးမဟုတ်ပင်မဲ့အစိတ်ထံရရတာမျိုးကို့အတွက် တစ်ခုခုထိခိုက်နစ်နာသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုယ်သွားနေတဲ့အချိန်ကနေပြီးတော့ stack ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့လူငယ်ရိအနေနဲ့ကမဆုဟိုးအဟုတ်တလောကလည်းဟောဘူးပါတယ်လွန်ခဲ့တဲ့2လ3လတောင်းကလည်းမဆုဟောဘူးတယ်ကံတရားသူတို့လက်ထဲမှာပဲရှိသေးတယ်သူတို့အနာဂတ်ကိုသူတို့ပုံဖော်လို့ရသေးတယ်ဆိုတာမဆူအရင်တော့ငါဟောပေးဘူးတယ်အခုလဲအဲ့တိုင်းပဲဒီမှာ the wheel of fortune သူ့ရဲ့ clarifying လောက်ထားတာက page of sorts page of sorts page ဆိုရဲကိုအာဒီဥစ္စာကလေးတွေကလေးတွေဖြစ်မယ်လူငယ်တွေဖြစ်မယ် page of sorts ရာကြတော့ဟိုဘယ်လိုပြောမလဲဉာဏ်ပညာထက်မြတ်တဲ့အဲလူငယ်ပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးကိုကိုဘလို့အသုံးချရမလဲကိုယ့်ရဲ့ကံတရားကိုဘလို့စီမံရမလဲဆိုတာသူတို့လက်ထဲမှာပဲရှိရဲ့ သူတို့ကောင်းချင်ရင်ကောင်းအောင်လုပ်လို့ရတယ်ဆိုချင်ဆိုအောင်လုပ်လို့ရတယ်ဒီနိုင်ငံရေးအခြေအနေကြောင့်ဒီလူမျိုးကြီးကြောင့်မလို့ငါတို့ကဘာမှလုပ်လို့မရဘူးဆိုပြီးတော့မှအာလုပ်မယ်ဆိုလို့ရှင်တော့အဲ့တိုင်းမဆက်ဖြစ်သွားမှာပဲအမမဟုတ်အဲ့ဒီဥစ္စာကို okay နိုင်ငံရေးအခြေအနေကတော့ဒီလိုရှိရဒါပေမဲ့ငါဘာလုပ်နိုင်လဲငါဘလို့ဆက်သွားမလဲဆိုပြီးတော့မှ မရရတဲ့ဥစ္စာပေါ့နော်ကိုသွားလို့ရတဲ့ possibility တွေကိုကြည့်ပြီးတော့မှသွားမယ်ဆိုရင်အဲ့လမ်းကြောင်းတွေကပေါက်ပေါက်မြောက်မြောက်ရောက်မှသိကြရတယ်ပေါ့နော် ောက်တစ်ခုကအကယ်၍မအဲ့လိုမျိုးကြိုးကြိုးစစနဲ့သွားမယ်ဆိုလို့ရှိရင်နဲ့ပေါ့ပေါ့ပပလေးနဲ့ဝင်းငွေရမယ်ပေါ့ပေါ့ပပလေးနဲ့သတရရလေးနဲ့ဘဝကိုအေးချမ်းချမ်းဖြတ်သန်းနိုင်တဲ့သဘောလေးရှိရပေါ့နော်နောက်နှစ်ထဲမှာသူများတွေလိုအပန်းတကြီးကြီးအာစူးစမ်းပြီးတော့နင်းကန် လှုပ်ရှားယုံကံပြီးတော့ပစံနေနည်းနည်းလေးပဲရမယ့်ပုံစံမျိုးမဟုတ်ဘူး။တကယ်တကယ်တမ်းပညာကိုစီးပူးပြီးတော့အသေးသေးချာချာကို strategy ကောင်းကောင်းချပြီးတော့မှသွားမယ်ဆိုလို့ရှိရင် AC ပဲကံကသူတို့ဘက်မှာရှိရဲ့။ Okay ။အဲဒီကောင်းတဲ့ကံကိုကောင်းတဲ့နေရာမှာကောင်းတဲ့လိုမျိုးသေချာအသုံးချမယ်ဆိုလို့ရှိရင်ဟွာဖြစ်တယ်။ပေါ့ပေါ့ပါပါလေးနဲ့ပစံရတာမျိုးပေါ့ပါပါလေးနဲ့အဲဖြတ်သန်းနိုင်တာမျိုးဖြစ်မယ်ပြီးလို့ရှိရင်သူတို့ကို ိုကလုံးမဲ့အာဘယ်လိုပြောမလဲ support ပေးမဲ့သူကလည်းရှိပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာ king of wands king of wands ကကြတော့သူတို့ရဲ့လူကြီးမိဘတွေဖြစ်ရင်ဖြစ်နိုင်မယ်ဒါမှမဟုတ် support ပေးမဲ့လူကြီးပေါ့နော်လူကြီးတယောက်ယောက်မိဘမဟုတ်လဲလူကြီးတယောက်ယောက်ပေါ့နော်အဲအဲ့လိုမျိုးပေးမဲ့အခြေအနေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုတော့ကောင်းကောင်းအတုံးချတတ်ဖို့တော့လုပ်မယ်ပေါ့နော် အဲ့တော့ခြောင်မီးပြရမယ်ဆိုလို့ရှိရင်2026ထဲမှာကအထူးသဖြင့်လူငယ်တွေပေါ့နော် stack ဖြစ်နေတာမျိုးရှိမြင်အမ်ဗာလဲဟို mental illness ပေါ့နော်ဟိုစိတ်က energy တိတ်မကောင်းတာဟိုနောက်ကြောဓာတ်နိုင်ထိုးခံရတာတွေအဲ့လိုကိစ္စမျိုးလေးတွေအဲကြုံကောင်းကြုံနိုင်နေပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပြီးသတိထားပေးဖို့လိုတယ်ဒါပေမဲ့ apart from that အဲ့ဒါကလွဲပြီးတော့တခြား opportunity တွေလာဖို့ရှိရဲ့ ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ကံတရားသူတို့လက်ထဲမှာရှိသေးတယ်။ကောင်းတဲ့ကံကသူတို့လက်ထဲမှာရှိသေးတယ်။အဲ့ဒီဥစ္စာကိုအာပေါ်ဆောင်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုကိုကိုယ်တိုင်းသူစစ်ပုံဖော်လို့ရသေးတဲ့ပုံစံလေးတွေရှိတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဘာမှအားမငယ်နဲ့။သူတို့သာသွားမယ်ဆိုလို့ရှိရင်သူတို့ပြပစံဆိုတာလည်းလာလိမ့်မယ်။ Okay ။ပြီးတော့သူတို့ကိုထောက်ပံ့ပေးမဲ့သူတွေကလည်းတဖြည်းဖြည်းနဲ့ပေါ်လာလိမ့်မယ်။အဲ့ဒီတော့အမ် the reading layer of the library, but not along the general language. Thank you very much for watching and see you next time. Bye bye.